ဘဲဥတွတ်ကလေးကိုစီပြန်လေးနဲ့ဟင်းအနှစ်မြတ်များလေးနဲ့ချက်စားပါမယ်ရှင်။ Hello အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကတော့ဘဲဥကျွတ်ဟင်းလေးချက်စားမလို့ပေါ့နော်။အရင်ဆုံးဘဲဥကို ပြုတ်ထားလိုက်ပါမယ်ရှင်။ပြုတ်ပြီးသွားလို့ရှိရင်အေးခံပြီးရင်အခွန်လေးတွေနှွာထားလိုက်ပါမယ်ရှင်။ဘဲဥခွန်နှွာပြီးပြီဆိုရင်တော့ငြုတ်သီးနှစ်တွက်ကိုငြုတ်သီးကိုကျိတ်ပါမယ်။ကျွန်မအခုနောက်ပိုင်းငြုတ်သီးကိုဒီငြုတ်သီးအပွားတောက်ကလေးတွေတုံးနေပေါ့နော်။ ဒီရုပ်တိပွားတော်လေးကိုတန်ရှင်းစင်ကြအောင်ဆေးကြောပြီးတော့ကျိတ်ဆက်ထဲကိုရေလေးနင်းငယ်ထည့်ပြီးကျိတ်ထားလိုက်ပါမယ်ရှင်လုံးဝညှက်မှုတော့အောင်ပေါ့နော်အပြင်ကနေ ready made ရုပ်တိစိတ်မဝယ်တာတက်ဖို့နော်ကိုယ့်ဘာသာကိုကျိတ်ပြီးတော့စားရတာကပိုပြီးတော့စိတ်တန်တာနဲ့ကျမလည်းအခုနောက်ပိုင်းဒီရုပ်တိပွားတော်ကလေးတွေကိုကျိတ်ဖြစ်ပါရဲ့ရှင်သူကအယောင်လေးလဲလှတယ်အနှစ်လဲမများလေးနဲ့ပေါ့နော် အရန်အဆင်ပြေပါတယ်ဟင်းချက်တဲ့ခါမှလေးကအရောင်ကလေးဆူပြီးတော့လေးတော်တော်လေးအဆင်ပြေတာနဲ့ဒီနှစ်ကလေးကိုပဲဒီရုပ်သီးပွားလေးကိုပဲသုံးပြတဲ့ပေါ့နော်ကျွန်မချိန်ထားတာက3-4ရက်စာလောက်ချက်ဖို့အတွက်ချိန်ထားတာပါအဲ့တော့ဒီချိန်ထားတဲ့ရုပ်သီးနှစ်ကိုကျွန်မတို့အရင်ဆုံးစီနဲ့ကြက်အောင်အောင်ချက်ထားလိုက်မယ်ပေါ့နော်စီနဲ့လုံးဝချက်သွားအောင်ချက်ပြီးတော့မှကျမတို့ချက်မဲ့အနေထားလောက်ယူပြီးတော့ဂျန်တဲ့ဟာလေးတွေကိုရေခဲတက်တာတွေကိုဘူးလေးတစ်ခုနဲ့ထည့်ပြီးတင်ထားလိုက်မယ်ပေါ့နော် ကျမရေထည့်ထားတဲ့အတွက်ရေထည့်ပြီးတော့ကြိတ်ထားတဲ့အတွက်ပေါ့နော်ရေလေးတွေလုံးဝခံသွားပြီးငြုပ်သီးနှံလုံးဝပျောက်သွားတဲ့အထိကိုစီနဲ့ချက်သွားအောင်ချက်သွားပေးလိုက်ပါမယ်ရှင်။ ဒါဆိုလို့ရှိရင်တော့ငရုတ်တီးနံလည်းလုံးဝပျောက်သွားပါပြီ။ငရုတ်တီးနှစ်ကတော့ရပါပြီပေါ့နော်။ငရုတ်တီးနှစ်ပြုတ်လုပ်ပြီးသွားပြီဆိုရင်တော့ဟင်းအနှစ်အတွက်ကိုကျွန်မစွတ်သွန်ဖြူစွတ်သွန်နီးချင်းတို့ကိုလည်းဆက်ပြီးတော့ကြိတ်လိုက်ပါမယ်ရှင်။ခုနငရုတ်တီးကြိတ်ထားတဲ့ခွက်ထည်ကိုထည့်ကြိတ်လိုက်တော့အယောင်လေးကတော့ဒီလိုလေးဖြစ်သွားပါတယ်ရှင်။ပြောရရင်တော့ခရမ်းချင်းဒီလေးတွေကိုခြေထားလိုက်ပါမယ်။ဒါကတော့မကြီးလေးကိုလည်းဖြော်ထားလိုက်ပါမယ်ရှင်။ ခွာထားတဲ့ဘဲဥလေးတို့ကျမတို့ခရင်ကွာကလေးတွေနဲ့အပေါက်ကလေးတွေဖောက်လိုက်မယ်ပေါ့နော်ရတာလေးတွေဒါဘဲဥသားတဲ့စိတ်ဝင်စီရပါအဲ့တော့ဘဲဥကိုချုံမုတ်ရဲစားရဲဆွနွေးမုတ်ရဲရတာလေးတွေနှက်ဆက်သွားအောင်ဘဲဥအသားတွေကိုဝင်ဝါအောင်ဆုပ်ပြီးတော့တည်တည်ချာချာလေးနေသွားပြီးလိုက်ပါမယ်ရှင်ကျမအတန်သွင်းနေတဲ့နာမှာအိမ်မြောင်းကလည်းဆုတ်ထိုးနေရပါတော့အဲ့တော့အိမ်မြောင်းဆုတ်ထိုးတဲ့အတန်လေးပါရင်နားလေးပေးကြပါရှင် ဘဲဥသေးကိုကျမတို့အရသာလေးတွေနှမ်းဆက်ပြီးတော့စိတ်ဝင်သွားအောင်တည်တည်ချာချာလေးနေသွားပြီးလိုက်ပါမယ်ရှင်။ကျမအရသာမနေခင်မှာဘဲဥလေးတွေကိုခင်းခွာလေးတွေနဲ့ဖောက်ထားလိုက်သေးတယ်ပေါ့နော်။ဘဲဥကိုအရသာလေးတွေနှမ်းဆက်သွားအောင်နေပြီးတော့ဆီရောနော်စီမံများလေးထဲမှာကျမတို့ကျွတ်တဲ့အနေထားလောက်ထိကြောသွားပြီးလိုက်ပါမယ်ရှင်။အဲဒီဘဲဥကျွတ်ကြောချက်ဟင်းလေးရပါတော့ကျမဖီဖီအဲ cooking vlog တစ်ခုမှတွေ့ပြီးတော့စားချင်တယ်ဆိုလို့မိမိကချက်ကျွေးတာပေါ့နော်။ အဘဲကိုကျမတို့စိမ့်ပြေနှပြေနဲ့ကျွတ်တဲ့အနေထားလောက်ထိကြော်သွားပေးလိုက်ပါမယ်ရှင်။အဲတခုတတိပြုရမှာပါကျမတို့ကဘဲကိုကျွတ်အောင်ကြော်တော့ညာလေကျမတို့ကျွတ်မှာမဟုတ်ဘူးပေါ့နော်။ တော့ဘဲဝက်ကျွတ်တယ်လို့ထင်ရပေမဲ့မကျွတ်ပါဘူး။ဒါပေမဲ့စားတဲ့ခါကျရင်ဘဲဝူကိုချက်ပြီးတော့စားလိုက်တဲ့ခါကျရင်တော့ထုတ်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 နဲ့မြည်စားလို့အရင်ကောင်းလဲပေါ့နော်။အဲ့တော့ဘဲဝူအကျွတ်ကျော်လို့အမြည်ရပေမဲ့ဘဲဝူကလုံးဝကျွတ်သွားတာမျိုးမဟုတ်ပါဘူး။ကျမတို့ရေပုံမှန်ချက်တယ်လို့မျိုးမဟုတ်ပဲနဲ့စီမများများလေးနဲ့ပေါ့နော်စိတ်မြင့်နေပြီးကြောသွားတဲ့အတွက်အကျွတ်ကျော်လို့အမိရတာပေါ့နော်။ဘဲဝူလည်းကြောပြီးပြီဆိုရင်တော့ကျမတို့ hand chest ပုံအတွက်ပြင်ဆင်ပါမယ်။ဒါဆိုရင် hand အနည်းကကျမဖယ်လိုက်ပြီပေါ့နော်။ဒီဘူးလေးတွေကိုခွဲထည့်လိုက်ပါပြီ။ကျမလိုသလောက်ကိုပဲယူပါမယ်။ဒီဘက်ကျမတို့ခုနကချက်သွန်ဖြူချက်သွန်နေခြင်းနေကြိတ်ထားတဲ့ ဲ့ဟင်းဒီကိုထည့်ပြီးတော့ချက်သွားပေးလိုက်ပါမယ်ရှင်။ဒီမှာဟင်းအနှစ်ကတော့ကျွန်တော်တို့များများလေးသုံးထားရပေါ့နော်။ဟင်းအနှစ်များများလေးနဲ့ဆိုတော့အရသာလေးအရန်ရှိပြီးအရန်စားလို့ကောင်းပါတယ်။ကျွန်တော်တို့ပုံမှန်ချက်နေကြဘဲဥချက်ဟင်းဘဲဥချက်တဲ့နီးတိုင်းပါပဲ။ဒါပေမဲ့ဘဲဥကိုကျွန်တော်တို့စီများများလေးနဲ့အကျွတ်ကျော်တဲ့နေရာလေးမှာပဲကွာဝါတာပေါ့နော်။ တော့ကျွန်မကအကြံပေးချင်တာကတော့အကျွတ်ကျော်မကြိုက်ဘူးဆိုရင်ရိုးရိုးတနေပဲချက်စားပါလို့ကြံပြုပါတယ်ဒါကတော့ကျွန်မဖေဖေစားချင်တာမို့လို့မိမိကချက်ကျွေးတာပေါ့နော်အဲ့တော့ကျွန်မတို့ပါဝင်ပစ္စည်းလေးတွေချက်နေနေမဆလာလေးလည်းထည့်လိုက်ပါမယ်ရှင်မဆလာထည့်ပြီးတော့ရတာလေးတွေအားလုံးနှက်ဆက်သွားအောင်မွေရောမွေလိုက်ပါမယ်ရှင်မစလာလေးထည့်ပြီးတော့အားလုံးရောသမသွားအောင်ပွေပြီးပြီဆိုလို့ရှင်တော့ကျွန်မကျွန်မတို့ခုနကတော့ခြေထားတယ်ခရမ်းချင်သီးကိုလည်းထည့်လိုက်ပါမယ်ရှင် ကျွန်မတို့ဟင်းအနှစ်ကိုများများလေးချက်ချင်တဲ့အတွက်အဲဟင်းအနှစ်တွေအများကြီးသုံးထားတာပေါ့နော် ဒီထဲမှာထည့်ချက်တဲ့ဟင်းနဲ့ကလေးအယံဟိုမှာစားလို့ကောင်းပါတယ်အယံရတာရှိပြီးတော့ဘောနော်မစလာလန့်လေးမှုေးပြီးတော့အယံဟိုမှာရတာရှိပြီးစားလို့ကောင်းပါတယ်ရှင်အိမ်ကဟင်းအနစ်ကြိုက်တာဖြစ်တဲ့အတွက်ဟင်းအနစ်ကိုများများလေးချက်လိုက်ပါတယ်အရသာနေနဲ့အချိုမုတ်ထည့်ပါမယ်ချိုမုတ်ထည့်ပြီးတော့ရောသမတော့အောင်မှုေးပါမယ်ရှင်ပြီးွားရင်စားထည့်မယ်ငံပြားလေးလည်းထည့်ပါမယ်ရှင် ရဟင်းအနစ်ထဲမှာရတာရှိစီရင်အတွက်ချိုမုတ်စားငံပြားရေးထည့်ပြီးတော့ရတာလေးတွေအားလုံးနှက်ဆက်သွားအောင်တည်တည်ချာချာလေးမွေးသွားပြီးတော့အုပ်ပြီးချက်လိုက်မယ်ပေါ့နော်ချက်ထားတဲ့ဟင်းအနစ်ကလုံးဝစူပွက်လာပြီဆိုရင်ကျွန်တော်တို့ခုနကြော်ထားတဲ့ဘဲဥလေးကိုထည့်ပြီးတော့ရတာတွေအားလုံးနှက်ဆက်သွားအောင်ထပ်မွေးပြီးတော့ချက်သွားပြီးလိုက်ပါမယ်ရှင်အဲ့တော့ဘဲဥလေးထည့်ပြီးွားပြီဆိုလို့ရှိရင်တော့မကြီးလေးထည့်လိုက်ပါမယ်ရှင်အဲ့ကျမတို့ရေဟင်းရီစူပွက်ပြီးတော့မကြီးခန်းသွားတဲ့အနေထားလောက်ဒီကိုအစင်းပြေနေပြေနဲ့ချက်သွားပေးလိုက်ပါမယ်ရှင် ဘီဘီယာကကင်ဗလော့တခုမှာပေါ့နော်ဒီဘဲဥအကျကျချက်နီလေးကိုတွေ့သွားတဲ့အတွက်ဘီဘီယာစားခြင်းနဲ့ဆိုလို့မိမိကချက်ပေးတာပေါ့နော်အဲ့တော့ဘဲဥကကျမတို့အကျွတ်ကြော်လိုက်တဲ့အတွက်သူကမာသွားပါတယ်ရှင် မာသွားတဲ့ပေမဲ့ဒါပဲစားတဲ့ခါတိုင်းတော့ထုတ်ထုတ်ထုတ်တော့ဖြစ်တာပေါ့နော်ကျမတို့ဟိုပုံမှန်မဟုတ်ဘဲနဲ့အဲစီထဲမှာစီများများလေးထဲမှာကျမတို့ကြာကြီးကြော်လိုက်တဲ့အတွက်သူကမာတဲ့ဘက်ကိုတော့ရောက်သွားတယ်ဒါပေမဲ့စားတဲ့ခါကျရင်ဘဲဥကလည်းထုတ်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 နဲ့စားလို့တော့ကောင်းပါတယ်ရှင် အဲ့တော့မာတာမကြိုက်တဲ့သူဆိုရင်တော့ဆမ်းမချက်ကြည့်နေပေါ့နော်အဲကြိုက်တယ်ဆိုလို့ရှိရင်တော့ဆမ်းပြီးတော့ချက်စားကြည့်ပါရှင်တမျိုးလေးစားလို့ကောင်းတာပေါ့နော်ဘဲဥချက်နီလေးနီလန်တမျိုးလေးထက်ရတာပေါ့ရှင်အခုဆိုရင်ဟင်းအနစ်တွေကလည်းလုံးဝစူပွက်လာပြီပေါ့နော်ကျမတို့ဟင်းအနစ်တွေအများကြီးချက်ထားတဲ့အတွက်အရန်စားလို့ကောင်းပါတယ်ဟင်းအနစ်နဲ့တင်းကိုတော်တော်လေးကိုရသရှိပါတယ်ရှင်ကျမတို့လေဒီဟင်းအနစ်တွေကိုလေအုံးတို့လေးထည့်ချလိုက်လို့ရှိရင်လည်းရတယ်ပေါ့နော် အဲ့တော့ဒီမှာတော့ကျမတို့တွေတွေဒီဘဲဥကိုလေးစင်ပြေနေပြေနဲ့ကိုတည်တည်ကြာကြာလေးချက်နေရပါတော့။ပြီးတော့ဒီဟင်းအနှစ်တွေဘဲဥရတာဘဲဥထဲကိုဝင်သွားစီရင်အတွက်ကိုစင်ပြေနေပြေနဲ့ကိုချက်နေရပါရှင်။စားလို့ကတော့ကောင်းပါတယ်။မာရာကိုမကြိုက်တဲ့သူဆိုရင်တော့မချက်စားကြည့်နေပါတော့။ဒါပေမဲ့ထွတ်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 နဲ့မီရာလေးကလည်းမစိုးဘူးပေါ့နော်။သူနီးလန်းလေးတစ်ခုပေါ့ရှင်။အရန်စားလို့ကောင်းပါတယ်။မမေကတော့အုံးတို့လေးထည့်ချက်လို့ရှင်လည်းအရန်စားလို့ကောင်းတယ်လို့ပြောပါရရှင်။နောက်ဆုံးမှာမဆလာလေးထည့်လိုက်မယ်ပေါ့နော်။အခုဆိုရင်တော့ဘဲဥအကျွတ်ကျော်ဟင်းလေးရရသွားပါပြီရှင်။အဲ ံစားလို့ကောင်းပါတယ်။မှုမှွေးလေးနဲ့အရန်စားလို့ကောင်းပြီးအရသာရှိပါတယ်။ကျမရဲ့ဗီဒီယိုလေးတွေကိုစုံလေးကြည့်ရှုပေးကြတဲ့တူတရားစင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးတွေကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမရဲ့နောက်ထပ်ဗီဒီယိုအသစ်တွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါရစေနော်။နောက်ထပ်ဖလော်ရီမှာပြန်တွေ့ပါမယ်ရှင်။အားလုံးပဲဘိုင်ဘိုင်။